โอเคအားလုံးပဲမင်္ဂလာပါဒီနေ့မှာ2022နောက်ပိုင်း၃နှစ်တိတိပုံမလာပဲရှိနေတဲ့စိတ်ဆရာကြီးဘန်းကတော့2025မှာသူမလိုမဟုတ်ပဲနဲ့နောက်ကြည့်ရင်ပြန်လာပါပြီကျွင်းချက်နေနဲ့ထွက်သွားတဲ့သူမကတော့ဘယ်တော့မှပြန်လာမှာမဟုတ်ပါဘူးမကြခင်လာဖို့ရှိတဲ့ event နေ second နေအများကြီးတဲကမှာ UI နဲ့ကျွန်တော်အပါဝင်လူစိတ်ဝင်စားမှုအများဆုံး event တစ်ခုလည်းဖြစ်တဲ့စိတ်ဆရာ event ကို UI ရဲ့ဗုတ်အများဆုံးဖြစ်ခဲ့တဲ့စိတ်ဆရာ event တွေကတိုင်းနေတဲ့ရာ second တကောင်ကိုဒိုင်းမွန်အတက်တာဆုံးနဲ့ကုန်စည်လို့ရမယ့်နီလန်းတဲ့ပုံစံကို သေးသေးရှင်းပြပေးပါမယ်။ဒီအကြောင်းအရာစီကိုဆက်မသွားခင်မှာဒီဗီဒီယိုကို like နဲ့ channel ကို subscribe နေပြီးအဆင်ပြေမယ်ဆိုရင်နိုင်ငံရွေးလို့ရတဲ့ VPN လေးခံပြီးတော့ကြည်ပင်းချင်းဖြင့်တက်လာတဲ့ junior လေးတွေကိုအဆုံးထိကြည်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်။စိတ်ဆရာ Ivan ကဇူလိုင်16ရက်ကနေပြီးတော့ August 16ရက်နေ့အထိရက်ပေါင်းက32ရက်ကြာပါမယ်။စိတ်ဆရာ Ivan ကတာမန် Ivan အနေနဲ့မတူကွဲပြားတဲ့ပုံစံတစ်ခုရှိပါတယ်။ဥပမာ draw က legend event draw, exchange rate က diamond collaboration skin rate နဲ့ အဲ့လိုမတူကွဲပြားတာကဒီ event ကိုဂုံးစင်းလို့အကောင်းဆုံး event တစ်ခု ဖြစ်လာစေပါတယ်။ event အကြောင်းကိုမရောခင်မှာချောင်းနဲ့ဘလာလူရဲ့ save second တွေကို diamond 1280လုံးနဲ့ shot မှာရောက်ချပေးမှာဖြစ်ပါတယ်။တေတော့မတေကြပေမဲ့စိတ်ဆရာ event လာတဲ့အချိန်ကျရင် promo diamond တွေလာမယ်လို့လည်းကြားမိတယ်။ဒီလိုဆိုရင်တော့ promo diamond နဲ့ပေးဝယ်လို့ရရင်တော့အများကြီးပို့ပြီးတော့တက်တာလာစီမှာဖြစ်ပါတယ်။စိတ်ဆရာ event ရဲ့ draw ကိုကြည့်မယ်ဆိုရင် one draw နဲ့10 draw ဆိုပြီးတော့နှစ်ခုရှိပါတယ်။1 draw ကို diamond 100နဲ့လက်ရပါမယ်။ ဒါပေမဲ့ daily drop 50% discount နဲ့ဆိုရင်တော့ diamond 50နဲ့တစ်နှစ်ကိုတစ်ချိန်လှည့်လို့ရပါမယ်။ tan draw ကို diamond 1000နဲ့လှည့်ရပါမယ်။ဒါပေမဲ့ပထမဦးဆုံး tan draw ကိုတော့50% discount နဲ့ diamond 900နဲ့တစ်ချိန်လှည့်ခွင့်ရှိပါမယ်။ဖြစ်နိုင်ရင်ဒီ tan draw ကိုမလူအဖဲနဲ့လုံးဝမတုံးမိပါစေနဲ့။ဘာကြောင့်မတုံးခိုင်းလဲဆိုတာကိုမကြခင်မှာသိရမှာဖြစ်ပါတယ်။ draw အချိန်ရေ10ချိန်ပြည့်ရင်ပဒန်းရဲ့ save second ကိုရပါမယ်။ပဒန်း second ရှိပြီးသားဆိုရင်တော့စကင်အစား8ချင်း94ခုရပါမယ်။ draw လေးနဲ့အခါမှာရမယ့် reward အနည်းနဲ့ပဒန်း6၊ဘလာလူရဲ့စိတ်ဆင်ရာ skin 3ခု၊ပဒန်းရဲ့ save second အပြင် record effect, elimination effect, gameplay notification, avatar border အပြင်ဒီနေရာမှာကျွန်တော်အနည်းနဲ့ခေါ်ရလွယ်အောင်ခွင်လို့ပဲခေါ်လိုက်မယ်။ exchange coin က10ခုကနေပြီးတော့အခု40အထိအစားအစာအနည်းနဲ့ရရှိမှာဖြစ်ပါတယ်။ draw လေးနဲ့အခါမှာကို့မှာရှိပြီးသား skin နဲ့ item တွေကိုပြင်ရခဲ့မယ်ဆိုရင်စိတ်ဆင်ရာ skin ကို coin 360ပဒန်းရဲ့ save second ကို coin 54ခု record effect ကိုတော့ coin 9တယ် elimination effect ကိုတော့ coin 68ခု killing notification ကို coin 68ခု aperture border ကိုတော့ coin 30ဆိုပြီးတော့ကိုရတဲ့အရာပေါ်မူတည်ပြီးတော့အစားတို့အနေနဲ့ coin တွေကိုပြင်ရမှာဖြစ်ပါတယ် draw rate နဲ့အခါမှာ draw rate အနေနဲ့စိတ်ဆရာ skin ရဲ့ပေါင်နိုင်ခြေက0.12% record effect ရဲ့ပေါင်နိုင်ခြေက0.5% elimination effect ရဲ့ပေါင်နိုင်ခြေက2% killing notification ရဲ့ပေါင်နိုင်ခြေက2% aperture border ရဲ့ပေါင်နိုင်ခြေက 2.5% batch of battery ဆိုတဲ့ exchange coin လေးတွေရဲ့ပေါင်နှံကြီးက92.8%အထိအတိအသေးရှိကြပါတယ်။ draw river ထဲမှာဆိုရင် draw 15ချိန်ပြည့်ရင် oro christian 50နဲ့ magic desk က20 draw 30ပြည့်ရင်တော့ draw token တစ်ကန်နဲ့ magic desk က20 draw 50ပြည့်ရင်တော့ oro christian 50နဲ့ magic desk က100 draw 80ပြည့်ရင်တော့ draw token 5ခုနဲ့ magic desk က100 draw 100ပြည့်ရင်တော့ draw token 5ခုနဲ့ ော်တိုခရစ်စတန်တရာအထိရမှာဖြစ်ပါတယ်။ free token အနေနဲ့ page 1နဲ့ page 2နှစ်ကြိမ်ခွဲလာပါမယ်။ page 1ကိုဇူလိုင်လ25ရက်နေ့ကနေပြီးတော့ဇူလိုင်29ရက်နေ့အထိ၄ရက်လာပါမယ်။ page 2ကိုတော့ August လ၄ရက်ကနေပြီးတော့ August လ၄ရက်အထိ၄ရက်လာပါမယ်။ page တစ်ခုကို diamond 250 recharge လုပ်ပြီးတော့ diamond 253မှဆိုရင်တော့ free token က15ခန့်ရပါမယ်။ page 1နဲ့ page 2နှစ်ခုပေါင်းရင်တော့ free token ကအခု30ရပါမယ်။ ဒီလောက်ဆိုရင်တော့ event ရဲ့ level ပုံကိုသဘောပေါက်နားလည်လောက်မယ်လို့ယူဆပါတယ်။ဂုံစင်းရမယ့်ညီလန်းကိုမပြောခင်မှာအရင်ဆုံး tan drop ကို coin ဘယ်လောက်ရမလဲဆိုတာကိုအရင်ဆုံးကြည့်မယ်။ပြီးမှကျွန်တော်တို့ဆက်တွက်ကြည့်ကြမယ်။ဒီတော့ကျွန်တော် tan drop လဲကြည့်လိုက်တော့ exchange coin 160 aperta border နဲ့ပဒံရဲ့ skin ကိုရပါတယ်။ဒီနေရာမှာပြောစရာတကူရှိပါတယ်။ကျွန်တော်စီမှာပဒံ skin နဲ့ aperta border ကမရှိလို့ဒီလောက် coin ပမာဏပဲရတာဖြစ်ပါတယ်။အရင်တစ်ခါလာတော့ကရိုင်းခဲ့တဲ့သူဆိုရင် skin အစား coin ညီရမှာဖြစ်ပါတယ်။ စကင်နဲ့ပေါင်းရှိပြီးသားသူဆိုရင်တော့အခု draw က coin 144ခုရပါတယ်။နောက်ဒီချိန် ten draw လဲကြည့်ပါမယ်။ဒီဒီချိန်မှာတော့ coin 190ရပါတယ်။ draw 20လဲတာ coin 350ရတယ်ဆိုတော့တွက်ကြည့်ရင်တော့အနည်းဆုံး draw 60နဲ့အများဆုံး draw 80လောက်တော့လဲရပါမယ်။ဒီတော့လဲရမယ့် draw အကြောင်းကိုသိပြီဆိုတော့ diamond ဖြည့်ပုံဖြည့်ပြီးနဲ့ ဒရွန်လေ့ရမယ့်ပုံစံကိုအသေးစိတ်အချက်အလက်နဲ့တကွာရှင်းပြပေးပါမလို့တေချာအောင်ဆိုင်ပြဖို့တော့လိုပါတယ်။ဒီ event ကဇူလိုင်လ16ရက်နေ့မှာစတင်ပြီးရောက်ရှိလာမယ်။ရောက်လာပြီဆိုတော့လည်းကျွန်တော်ခုပြထားတဲ့ဇာတ်အတိုင်းလက်ရမှာဖြစ်ပါတယ်။လက်ရမယ်ဆိုတဲ့နေရာမှာဒါက diamond လုံးဝမရှိတဲ့သူတွေအတွက်လုပ်ထားတဲ့ဇာတ်ဖြစ်တယ်။ကို့မှာ legend diamond ရှိရဆိုရင်တော့ diamond 600နဲ့900ကျပ်မှရှိရဆိုရင်တော့ဒီ weekly back test ကိုမဖြစ်လေရတယ်။အဲ့ဒီတော့ကျွန်တော်တို့ဇာတ်အတိုင်းလေးပြန်သွားရအောင်။ weekly back 3ဘက်ဖြစ်ပြီးပြီဆိုတော့လည်း diamond ကြီးတွေက140ရမယ်။ပြီး weekly back diamond 20ရမယ်။ ဒီမှာဆိုရင်ကျွန်တော်တို့1 draw လေးလေးတဲ့အခါမှာလက်ကျန် diamond က230ပဲကျန်မယ်။ဒီလက်ကျန် diamond 230ကို19ရက်နေ့ကြာလို့ရှိရင် wheelback diamond နဲ့ထပ်ပေါင်းပြီးထပ်နှုတ်လိုက်မယ်ဆိုရင်180ကျန်မယ်။ဒီလိုနဲ့ကျွန်တော်တို့ကတနည်းကိုတစ်ချိန်တနည်းကိုတစ်ချိန်နဲ့ဇူလိုင်လ18ရက်နေ့ကနေပြီးတော့ဇူလိုင်24ရက်နေ့အထိ9ရက်တိတိကို draw လေးသွားမယ်ဆိုရင်လက်ကျန် diamond က30အထိပဲကျန်မယ်။ဒီမှာဆိုရင်ကျွန်တော်တို့က draw 9ချိန်ရပါမယ်။ free token page 1မလာခင်တပတ်အလိုမှာလိုရမယ်တက်စ်ပဲဖြစ်ပါတယ်။ free token page 1က ဇူလိုင်လ25ရက်နေ့ကနေပြီးတော့28ရက်နေ့အထိမှ၄ရက်တိတိလာမှာဖြစ်ပါတယ်25ရက်နေ့နန်းနိုင်ခွဲကြော်ပြီးကျွန်တော်တို့ကတော့ diamond ဖြစ်ရမယ် wingy bet လုံးဝဖြစ်လို့မရပါဘူး diamond မဖြစ်မနေထည့်ရပါမယ် diamond ဖြစ်တဲ့အခါမှာ diamond 340လုံးကုတ်ဖို့ထည့်ပါ diamond 343လုံးထည့်ပြီးပြီဆိုရင်လက်ကျန် diamond 30နဲ့ wingy bet က diamond 20နဲ့ပေါင်းပြီးတော့ကျွန်တော်တို့က one draw တစ်ချိန်လည်းမယ်343လုံးပဲကျန်မယ်ဒီလိုပဲ26ရက်နေ့ကျရင်လည်း one draw တစ်ချိန်လည်းမယ်28ရက်နေ့ကျရင်လည်း one draw တစ်ချိန်လည်းမယ် ဒီမှာလုံးဝတတိထားပါကျွန်တော်တို့က free token တွေကိုလုံးဝယူလို့မဖြစ်သေးပါဘူး free token တွေကိုနောက်ဆုံးနေ့မှာပဲယူပါ28ရက်နေ့ကျရင်တော့ discount diamond 50နဲ့တစ်ကြိမ်လဲမယ်ပြီးရင် diamond 100နဲ့တစ်ကြိမ်ထက်လဲပါအဲ့ခါကြမှာသာလင်ကျွန်တော်တို့က free token test ကပြည့်မှာဖြစ်ပါတယ် free token diamond 250သုံးရမယ် test ကပြည့်သွားပြီ free token 15ကက်ကို28ရက်နေ့ကျမှာသာလင်ယူပါအဲ့ကျရင်တော့ကျွန်တော်တို့က free token 15ကက် draw လေးလား2ကြိမ်နဲ့ဆိုတော့28ရက်နေ့တနေ့နဲ့နဲ့18ကြိမ်ရပါမယ် ဆိုတော့ရှေ့မှာတောက်လျှောက်လေ့လာတာနဲ့ဇာတ်မှာပြထားတဲ့အကြိုင်တွင်10ကြိမ်ရှိတယ်18ကြိမ်နဲ့ပေါင်းလိုက်မယ်ဆိုရင်တော့ free token page 1ပြီးတာနဲ့ကျွန်တော်တို့က draw 28ကြိမ်ရရှိနေပါပြီ free token page 1ပြီးတဲ့နောက် free token page 2မလာခင်ဂျာမှာ29 30 3တစ်ဆိုတဲ့ကျွန်တော်တို့3ရက်ကြံနေဒီ3ရက်အတွက်ကျွန်တော်တို့က one draw one draw one draw နဲ့3ကြိမ်လက်ရမယ်3ကြိမ်လက်ပြီးရင်တော့ကျွန်တော်တို့က draw 30ရရှိနေပါပြီဒီမှာကျွန်တော်တတိထားစရာတစ်ခုပြောပြမယ်ရှေ့မှာကျွန်တော်တို့ weekly bet တာဖြည့်ခဲ့မယ်ဆိုရင် ဒီမှာဒိုင်းမွန်လုံးဝမလောက်ပါဘူးလက်ကျန်ဒိုင်းမွန်153လုံးမကျန်ပါဘူးဒီမှာဒိုင်းမွန်ထပ်ဖြည့်ရမှာပါဒါကြောင့်ဒိုင်းမွန်343လုံးကိုဖြည့်ခိုင်းတာပါဒိုင်းမွန်343လုံးဖြည့်မှသာလေကျွန်တော်တို့ကလက်ကျန်ဒိုင်းမွန်ပို့ပြီးတော့ဝမ်ဒရော့နဲ့ဒီမှာတစ်ချိန်ဆက်သွဲလို့ရတာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့က33ရက်နေ့မှာဒရော့30ရပြီဆိုတာနဲ့လက်ကျန်ဒိုင်းမွန်က63လုံးကျန်နေပါတယ်ဆိုတော့ free token piece 2က August 1ရက်နေ့မှာစတင်ပြီးတော့ရောက်ရှိလာပါမယ် ။ August လတရက်နေ့နှစ်နိုင်ခွဲကြတာနေကျွန်တော်တို့က diamond စပြရမယ်။ဒီမှာလဲကျွန်တော်က diamond 343လုံးကိုဖြီးဖို့အကြံပေးတယ်။ဒီ diamond 343လုံးနဲ့ရှေ့မှာကျန်တဲ့ diamond 63လုံးနဲ့ပေါင်းမယ်။ပြီးဝီလီဘက် diamond 20နဲ့ပေါင်းမယ်။ August လတရက်နေ့မှာ1.2ဂျင်လဲမယ်။ August လနေ့ရက်နေ့မှာလဲ1.2ဂျင်လဲမယ်။ August လ3ရက်နေ့မှာလဲ1.2ဂျင်လဲမယ်။လုံးဝ free token တွေကိုမယူပါနဲ့။ August လ4ရက်နေ့နောက်ဆုံး free token pass 2ရဲ့နောက်ဆုံးနေ့မှာတော့ကျွန်တော်တို့ကရှေ့ကအတိုင်းပဲ1.2ဂျင်လဲမယ်။ပြီးရင် diamond 100နဲ့နောက်ထပ်ဂျင်လဲမယ်။ ဒီခါကျမှဒါလျင် Fido Can Peace 2ရဲ့ Diamond 250သုံးရမယ့် test ကပြီးသွားတဲ့အတွက် Fido Can 15ကတ်လုံးကိုအဲ့ချိန်မှသာယူပါအဲ့တော့ August လ၄ရက်နေ့မှာ Free Token 15ကတ်နဲ့ Drone 2ချိန်နဲ့ပေါင်းလိုက်မယ်ဆိုရင်18ချိန်ရမယ်။အဲ့တော့ Total 33ချိန်နဲ့18ချိန်နဲ့ပေါင်းလိုက်မယ်ဆိုရင်တော့ Drone 90ရပါပြီ။ Free Token Pace 2အပြီးမှာတော့ Drone အနေနဲ့90ရပါပြီ။ကျွန်တော်ရှင်းမှပြောခဲ့တဲ့အတိုင်းဆိုရင် Drone 60နဲ့80ချောင်းသွားမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့် Drone 60ရဖို့အတွက်ဆိုရင်နောက်ထပ် 10Drone လိုမယ်။ လူနည်းတန်တော့ကိုကျွန်တော်တို့ကဘယ်လိုလဲရမယ်ဆိုတော့လက်ရှိမှာကျွန်တော်တို့လက်ကျန်တိုင်းဘုံက182မှ6လုံးကျန်မယ်အဲ့ဒါကိုခဏမှတ်ထားမယ် event စလာတဲ့အချိန်မှာ weekly bet 3ဘက်ဖြီးလိုက်တယ် weekly bet 3ဘက်ဖြီးလိုက်တော့ weekly bet ကတဘက်ကို9ရက်3ဘက်ဆိုတော့22မှ1ရက်လက်ရှိမှာ event စလာလေးရနေပြီးတော့ event pre token page 2ပြီးတဲ့အထိဆိုရင်18ရက်ပဲရှိမယ်ကျန်နေတဲ့3ရက်က diamond 60ရအောင်မယ်အဲ့ဒီ diamond 60နဲ့ကျွန်တော်အခုလက်ရှိ186လုံးနဲ့ပေါင်းလိုက်မယ်ဆိုရင်246လုံးကျန်မယ် အဲ့ဒီ246လုံးကို diamond အနေနဲ့ကျွန်တော်258လုံးထပ်လိုက်ရပါမယ်258လုံးထပ်လိုက်လိုက်မယ်ဆိုရင်ကျွန်တော်တို့အတွက် diamond က900ကျော်သွားမယ်900ကျော်သွားတဲ့အခါကျရင်တော့ကျွန်တော်အရှိမမသုံးဖို့အတွက်တားမြင်ထားခဲ့တဲ့ first stand တော့ diamond 900နဲ့ကျွန်တော်တို့အဲ့မှာလှည့်ပါအဲ့ဒီအခါကျရင်တော့ draw 60ရပါပြီ draw 60ရပြီးတော့နောက်ထပ် free token တကယ်ကိုဘယ်ကနေယူရမလဲဆိုတော့ draw 30ပြည့်ပြီဆိုရင်ကျွန်တော်တို့အနေနဲ့ draw reward မှာ free token တကက်ရပါတယ်အဲ့ဒီတကက်ကိုပါလှည့်လိုက်ပါအဲ့ဆိုရင်တော့ brother တို့အနေနဲ့62မှတကြိမ်ရပါပြီဒီလောက်ဆိုရင် draw 60တကြိမ်ရပြီဆိုတော့ skin နဲ့ရနိုင်ပါပြီကျွန်တော်အခုပြောပြသွားတာက diamond သုံးပြီးရလှည့်သွားဖြစ်ပါတယ် event official လာတဲ့အခါကျလို့ရှိရင် mobile legend အနေနဲ့တခြား test ကြီးပေးပြီးရ free token ကြီးလည်းပေးကောင်းပေးနိုင်ပါသေးတယ်ဒါကြောင့် event လာတဲ့အခါကျမှသာတခြားဆက်ကြည့်လိုက်ပါကျွန်တော်ရှိမှပြထားခဲ့ဇာတ်လေးကိုစိတ်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားမယ် channel link ကိုတော့ comment မှာပင်ထောက်ပေးထားပါမယ် ။ event တောက်ချောင်းကျွန်တော်တို့ diamond ဘလောက်3လကလေးဆိုတာကိုတွက်ကြည့်လိုက်မယ်ဆိုရင် weekly bet 3ဘတ်နဲ့ diamond ရေအတွက်က343လုံး2ခါ258လုံး1ခါဆိုတော့ total အနေနဲ့943လုံးနဲ့ weekly bet က3ဘတ်ဖြစ်ရပါမယ်။ diamond ရေအတွက်6000လုံးသုံးရမယ် event တစ်ခုမှာ diamond ဒီလောက်သုံးရတာကိုမြင်လို့မရပါဘူး။ချောင်းဂိုးစကင်လိုချင်တယ်ဆိုရင်တော့ diamond ရေအတွက်ကဒီလောက်တော့သုံးရမှာဖြစ်ပါတယ်အဲ့ဒီတော့ brother တို့အနေနဲ့ကိုယ့်ရဲ့ team ရဲ့ရာချက်တွေကိုကိုမမမှန်သွားလို့ရပါတယ် ရာသားတို့အနေနဲ့ mobile legend အတွက် diamond နေဖြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာ layout ဝယ်ယူအားပေးနိုင်ပါတယ်။ဈေးနှုန်းချိုတာဖို့နဲ့စိတ်ချဖို့အတွက်ကိုတော့100%အားမခံပါတယ်။အခုမှဝယ်သေးရင်တော့နောက်လိုအပ်တဲ့အချိန်မှာဝယ်ယူနိုင်ဖို့အတွက် Telegram channel ကို join ခဲ့ဖို့တဲ့ဖိတ်ခေါ်ပါတယ်။ channel link ကိုတော့ comment မှာပေးထားပေးထားပါတယ်။ diamond ဈေးနှုန်းတွေကိုလည်းဒီ channel မှာပဲတင်ပေးထားပါမယ်။အခုလို diamond တွေဝယ်ယူခြင်းဖြင့်ကျွန်တော်ကို support ပေးရရောက်သလိုရာသားတို့အတွက်လည်းမနစ်နာစေရဖို့အတွက်အားမခံပါတယ်။ကျွန်တော်စီမှာ diamond ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီ account မှာတစ်ဆင့်ဝယ်ယူလို့ရသလို line မရှိရင်တော့ဖုန်းဆက်ပြီးတော့ဝယ်ယူနိုင်ပါတယ်။ Telegram မှာသုံးတဲ့သူရှိရင်တော့ Viber ကနေတစ်ဆင့်ဝယ်ယူအားပေးနိုင်ပါတယ်။ဒီနေ့ဗီဒီယိုကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်။ကြည့်ကြပါဦးပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။ဒီနေ့ post adios